မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့တော်လှန်ရေးစိတ်ခေါ်မှုတွေကိုရင်ဆိုင်ကြော်လွှားနိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုတဲ့ NUG ယာယီသမ္မတဒူဝါလက်ရှိလာနဲ့ KNI အမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌတို့တွဲဆောင်ခဲ့လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာနိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့တော်လှန်ရေးအခြေအနေတွေကြုံတွေ့နေရတဲ့တော်လှန်ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုအတူရင်ဆိုင်ကြော်လွားနိုင်ဖို့ ਨੇ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို ခေါင်းဆောင်နှစ်ဦးတို့ကဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါဗျ။အကြံဘတ်စစ်ကောမရှင်ကစစ်သားဝန်ထမ်းနဲ့အငိမ့်စားဝန်ထမ်းတွေအားလုံးကိုအော်တိုဗလာတရက်နေ့ကနေစတင်ပြီးအပိုထောက်ပံ့ခြင်းအမိတက်ကလစာ3000တွန်းမြင့်လိုက်တဲ့အပြင်ဝင်ကြီးဌာနကနေစားလဝါကကိုတော့တရက်ကို9800ကျပ်အထိတွန်းမြင့်လိုက်တယ်လို့စစ်ကောမရှင်လက်အောက်ခံဗန္နာရင်းနဲ့အခွန်ဝင်ကြီးဌာနကတရက်ဝင်သတင်းထုတ်ပြန်ထားပါတယ်။ကျန်ဖို့ပါတီက ်ပီဒီအက်တွေနဲ့ဒေါ်လာရေးတပ်ဖွဲ့တွေရဲ့လှုပ်ကြံတိုက်ခိုက်မှုခံရမှာကိုစိုးရိမ်ပြီးရွေးကောက်ပွဲရှင်ပြိုင်မယ်သူတို့ပါတီအမတ်လောင်းတွေရဲ့အမိတွေကိုအထူးအရေးကြီးကိစ္စအဖြစ်လွှတ်ဝဲဖုံးကွယ်ထားပြန်တယ်လို့ကြက်ဖွဲ့ပါတီတရင်ရှင်မြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်